နေလာမှကြိုဆိုပါရရှင်ဒီနေ့လက်ပံပွင့်ကြောက်ကြော်နီးလေးကြော်ပြမှာဖြစ်ပါတယ်သူ့ရဲ့အရသာလေးကလေအသားကြောက်လေးတွေကိုကြော်ထားတဲ့အရသာလေးအတိုင်းပဲအရန်ကိုလည်းစားကောက်ပါရရှင်လက်ပံပွင့်ကြောက်ကြော်ရန်အတွက်ကိုလက်ပံပွင့်ကြောက်ရဲ့အောက်နားမှာရှိတဲ့ဒီမမအဖက်ကလေးကိုနော်ဆွဲခွာပေးလိုက်မယ်ကျန်တဲ့လက်ပံပွင့်ကြောက်လေးတွေကိုလည်းဒီနီးတိုင်းလေးပဲခွာပေးမယ်နော်အားလုံးခွာပေးပြီဆိုရင်တော့သူ့ကိုရင်နွေးလေးနဲ့အမတို့တန်ရှင်းသွားအောင်လို့ဆေးကြောပေးမှာဖြစ်တယ်ရင်နွေးလေးနဲ့ဆေးပြီးပြီဆိုတာနဲ့စကားလေးနဲ့ရေလေးစစ်သွားအောင်လို့ပြ ျက်စစ်ပေးပါမယ်ပြီးတာနဲ့အရသာလေးစပြီးတော့နေပေးပါမယ်စားလေးနဲ့ငယ်ထဲပါတယ်ကြက်သားမုတ်လေးနဲ့ငယ်ထဲပါတယ် ပြီးရင်တကြားလေးနဲ့ငှက်ထဲပါရရှင်ရတာလေးတွေအားလုံးနှံ့သွားအောင်လို့နေပေးမယ်နော်လက်ပတ်ဝင်းကြောက်လေးကိုခုလိုကြော်စားခြင်းအဖြစ်ရတာလေးကလည်းအရန်ကိုစားကောင်းပါရရှင်ကပီးတာနဲ့သူ့ကိုခဏလေးနှက်ပေးထားမယ်နော်ဒါတော့လက်ပတ်ဝင်းကြောက်ထဲမှာထည့်မယ်အစာလေးတွေပါနော်မြေဘဲဆန်ရဲ့ကျွတ်သွန်ဖြူကိုဒါငားမွာလောက်ထောင်းထားတာပါအနီးကိုလည်းငားလုံးလောက်ဒါပါပါလေးလှီးပေးထားပါတယ်ခွဲချမ်းမုတ်ရဲ့ငရုတ်သီးစိမ့်မုတ်ရဲ့ပါ ဒါကတော့ပြင်းတော်တင်ကိုတစည်းလောက်ဒီမှာရေဆေးတန့်စင်ပြီးတော့ထမေးထားတယ်နှမ်းလော်လေးရပါရှင်အားလုံးစင်စင်ဖြစ်ပြီဆိုတော့စီအိုးလေးတင်မယ်စပြီးတော့ကြော်ပေးပါမယ်နော်လက်ပတ်မွေးချောက်ကိုတဝက်အရင်ကြော်ပေးပါတယ်မိအားကိုလည်းလက်လက်နဲ့ပဲကြော်ပေးပါမယ်ရှင်တူးမှဆိုးလို့ပါနော်သူ့ကိုကျွတ်လာတဲ့အထိကြော်ပေးပါမယ်ခုလိုလေးကျွတ်လာပြီဆိုရင်တော့စကားလေးနဲ့သူ့ကိုဆယ်ပြီးတော့စီစေးစစ်ပေးထားပါမယ်ပြီးတာနဲ့ပြင်းတော်တင်ရွက်လေးကြော်ပေးပါမယ်ပြင်းတော်တင်ရွက်ကလေးကိုကျွတ်လာတဲ့အထိကြော်ပေးပါမယ်ပြင်းတော်တင် န့်လေးကလည်းတအားကိုမွေးပါတယ်ရှင်။စက်သွန်ကြီးပါပါလီထားတာလေးကိုထည့်ပြီးတော့ကြော်ပေးမယ်။အနီလေးတွေနွမ်းလာပြီဆိုရင်စက်သွန်ဖြူထောင်းထားတာလေးထည့်ပေးပါမယ်။ပြီးတာနဲ့ရောင်တင်မုတ်လေးထည့်ပေးပါမယ်နော်။ရောင်တင်မုတ်လေးထည့်ပြီးတာနဲ့ခွဲကျဲမှာတစ်ခါတည်းထည့်မယ်နော်။ အနှစ်ထဲမှာရတာလေးရအောင်လို့စားနယ်စက်သားမှုတ်လေးထည့်ပေးတယ်ပြီးရင်မြေပဲဆန်လေးထည့်ပါတယ်မြေပဲဆန်လေးထည့်ပြီးတော့နှမ်းလော်ထားတာလေးထည့်ပေးတယ်နော်ဆောနာကြော်ထားတဲ့ပြင်းတော်တင်ရွက်ကလေးပါထည့်ပေးပါမယ်ကဲအားလုံးစုံသွားပြီဆိုတော့ဒါဆောနာကြော်ထားတဲ့လက်ပံပွင့်ချောက်လေးကိုထည့်ပြီးတော့ငွေပေးပါမယ်ရှင်အားကိုစားကောင်းတဲ့လက်ပံပွင့်ချောက်လေးပါနော်မီးလေးပိတ်လိုက်တော့မယ်ကဲခုဆိုရင်အရန်ကိုစားကောင်းပြီးရတာရှိတယ်လက်ပံပွင့်ချောက်ကြော်လေးရပါပြီရှင်